ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒါကတော့ကားလော့ချထားတာတော့မစိတ်မချဘူးဆိုတာသိစေချင်လို့ကျွန်တော်ကဒီဗီဒီယိုလေးကို ပြန်ပြီးတော့ reaction လုပ်ပေးခြင်းဖြစ်ပါတယ်ဒါဆိုရင်ဗီဒီယိုလေးကိုကျွန်တော်တို့ကြည့်လိုက်ရအောင်ခင်ဗျစပိုင်နဲ့လာခူရဲလို့ရဲပလာရင်း ဘာမှမပါဒူးနဲ့တိုက်ပြီးတော့သူ့ရဲ့အတိုင်းပဲဒူးနဲ့တိုက်ပြီးတော့တကားဆွဲပြီးတော့လှန်ပြီးတော့ထရကျဲကိုဖွင့်ပြီးဝင်သွားတယ်အကြောင်းပြောတာလောခတ်ထားတဲ့နာမှာဆေးမချအောင်နော်တခိုးလမ်းပြမဟုတ်ဘူးနော်တိစေခြင်းလို့ဒီလိုမျိုးလဲဆေးမချအောင်ဆိုတော့ကြောက်တိစေခြင်းလို့ဒီလိုမျိုးလိုက်ကိုကောင်းပြီးတော့တွားပြီး အထက်ကနေရာပစ္စည်းတွေယူလာဖရာပစ္စည်းတွေပဲသူယူလာဒါပေမဲ့အဲ့နေထဲနေဖရာပစ္စည်းယူလာပြီဟွန်းနောက်ပေါက်မှာနောက်ပေါက်မှာပစ္စည်းတွေရှိသေးတယ်နောက်ကားဖုံးတယ်ကားဖုံးဖွင့်ပြီးတော့နောက်ဟာရောက်ရည်ရယ်အကြံကိုကားထဲမှာဟိုက ပံပိုးကြီးပစ္စည်းတွေအဲ့လိုမျိုးမြင်အောင်မထားခဲ့တယ်ပေါ့နော်တကယ်လို့ဒီလိုမျိုးခိုးလို့ရှိရင်တော့အပုပ်ပါပဲသူလွတ်ပြသွားလွတ်လွတ်လေးတော့ဘာမှပေါ့လက်နဲ့ပဲဆွဲနှောက်ပါတခုကလည်းဘယ်တော့တော့အားကောင်းလည်းမသိတကားပေါ့နော်မဒူးနဲ့တိုက်ပြီးဆွဲလန့်သွားအားကြောင့်မို့ဟိုတံမိုးကြီးပစ္စည်းတွေကတော့ခတ်ထားတယ်ဆိုပြီးတော့အထဲမှာမထားခဲ့ဘူးပေါ့နော်အဲ့ဒါလေးပြောချင်တယ်ဒီလိုမျိုးခိုးတော့ပေါ့ အခုကလဲတယ်နော်ကားမကိုပါဘူးကားခိုးလို့လည်းမရဘူးကားခိုးသူမလို့ဘာလို့လဲဆိုတော့ဒုနိုင်ငံမှာကားတွေကောင်းလုံးက license ရှိတယ်ခိုးလို့ရှိကားတွေပါခိုးလို့ဘလုံးမမလွနိုင်အကြမ်းမလို့လဲအထက်ပစ္စည်းတွေပဲမှားပါလေတော်ညံကောင်းတဲ့တခုအားလဲတော်တော်ကြည့်ရလက်နဲ့ပဲဆွဲလှန်ပါလား ဒါတော့အကုန်လုံးတည်အောင်ကျွန်တော်ပြန်ပြီးတော့မျှဝေတာပါဒီဗီဒီယိုကြည့်ပြီးတော့အဲကားထဲမှာကားတော့ခတ်ထားတဲ့ဆိုပြောပါတော့နော်တဝူကြီးတဲ့ပစ္စည်းတွေစိတ်ချလက်ချနဲ့မထားရဲဘူးဒီလိုမျိုးခိုးရအကုန်လုံးကုန်ပါပဲဒါလေးလာပြီးတော့ပြောပြခြင်းဖြစ်ပါတယ်ဆုံးကြီးကြည့်ရှုပြီးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျဒီနေ့တော့ဒီလောက်ပါပဲ